မင်္ဂလာပေါင်းနှင့်ပြည့်စုံကြပါစေရှင်။ဆရာတော်ရဝင်းတွင်အင်းမရေးသားတော်မူသော စုတောင်းနေပြဖို့ဆိုတဲ့စာအုပ်လေးကိုမျှဝေပါမယ်ရှင်။စာရေးသူရဲ့အမှားဆောင်စုတောင်းနေပြဖို့စာအုပ်လေးဟာစာရေးသူရဲ့15အုပ်မြောက်အမှတ်တရစာအုပ်ဖြစ်လို့ပြောလို့ရတယ်လို့အမေရိကခရီးစဉ်မှာတီးတန့်ရေးဖြစ်ခဲ့တဲ့စောင်းမလေးတွေပါ တကယ်တော့စာရေးခဲ့တဲ့တက်တန်းနဲ့တွေ့ရင်15အုပ်ဆိုတဲ့အရေးအတွက်ဟာအတော့ကိုနေပါလှပါတယ်ပြီးတော့အမေရိကရောက်မှပဲ စာရေးဖြစ်နေတာမကောင်းသလိုကို့အကြောင်းမှာစာမရေးဖြစ်တာလည်းမကောင်းပါဘူးလက်ရှိဖြစ်နေတဲ့ဖြစ်စဉ်တစ်ခုကဒီအခြေအနေထားကိုပဲ ဖန်တီးပေးနေပါတယ်ကိုကိုကိုခွင်းလွတ်နေတဲ့အကြောင်းပြချက်ကတော့ចောင်းမှာစောက်လို့ရေးဧည့်သည် ဟုံစားသည့်တွေချောင်းလို့အကြောင်းပြထားပါတယ်အထူးသဖြင့်ကြောင်းဆောက်လုပ်ရေးတွေဟာ စာရေးသားမှုကို တော်တော်ဒုက္ခပေးတာပါ အမှန်ဆိုကြောင်းဆောက်လောက်ရေးကတော့ကိုယ်သာသေးသွားမယ်ဘယ်တော့မှပြီးဆုံးသွားမှာမဟုတ်ပါဘူး အဆက်အဆက်စောင့်နေကြအောင်မှာပဲပြီးတော့စောက်လုပ်ရေးဟာ စိတ်ကိုလည်းပန်းပါတယ်ရုပ်ကိုလည်းပန်းပါတယ်နောက်တစ်ခုကဒီနောက်ပိုင်းဖုံးကိုလုံးဝမကင်တော့တာပါတီကျွမ်းသူတချို့လောက်ပဲကင်မာတော့တယ်ဖုံးကင်လို့ကောင်းကျိုးဆိုးကျိုးဒွန်တွဲနေတယ်လို့ဖုံးမကင်တော့တဲ့အတွက်လည်းကောင်းကျိုးဆိုးကျိုးကဒွန်တွဲနေပြန်ပါတယ်ဖုံးမကင်တော့တဲ့အတွက်အချိန်တစ်ခုတော့ထွက်လာပါတယ် စာတွေဖက်လိုက်ကိုရေးကျင်တဲ့စာတွေရေးလိုက်တလတစ်ကြိမ်နှစ်ကြိမ်လောက်တရားစခန်းဖွင့်လိုက်နဲ့ပဲဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းသွားကျင်ပါတယ်လူဘဝတက်တန်းတူတူလေးမှာ ကိုလှုပ်ချင်တာလေးတွေလှုပ် ကိုမလှုပ်ချင်တာလေးတွေလုံးဝမလှုပ်ဘဲနဲ့နေရတဲ့ဘဝလေးတစ်ခုကိုပါ တခါတလေတပားတဲ့ကိုဖက်ချင်တဲ့စာအုပ်လေးတွေအေးလူလူဖက်နေချင်တဲ့ဘဝလေးပါ စာဖက်တဲ့အရာတာလေးကို ခံစားချင်တာပါပြီးတော့လူမသိတဲ့ဘဝလေးတစ်ခုကပိုပြီးအေးချမ်းမယ်လို့ထင်ပါတယ်အပြင်တရားပွဲတွေကိုတော့လုံးဝကို မဟောချင်တော့တာပါဒီတစ်ခါအမေရိကခရီးစဉ်မှာတရားမဟောဘူး အပြင်စွန်းစွမ်းမကြဘူးဆိုပြီးစာပဲထိုင်ရတာစောင်းမတွေနှစ်ရက်တစ်ပုံနှုံးသုံးရက်တစ်ပုံနှုံးထွက်သွားပါတယ်ထူးခြားချက်တစ်ခုကတော့ရေးပြီးသမျှစာမူတွေကို အမေရိကမှာသတင်းသုံးနေကြတဲ့ဆီယာတော်ဦးသီရင်ဒပေါ်တလန်နဲ့ဒေါက်တာဆန္နာတီရီ ဖလော်ရီဒါတို့ကကွန်ပျူတာစာစီပေးကြပါတယ် စာရေးသူက LA မှာပါဆရာတော်ဦးတီရင်ကပေါ်တလန်မြို့ဒေါက်တာဆန္ဒတိရိက ဖလော်ရီဒါမြို့မှာပါမြို့တွေကမိုင်မောင်းကွာဝေးပင်နဲ့ဖုန်းနဲ့စပီကာဖွင့်ပြီး စာရေးသူကဖတ်ပြတာကို စာစီပေးကြတာဆိုတော့အတော်အဆင်ပြေပါတယ်ပြီးတော့ဆရာတော်နှစ်ပါးလုံးက ကွန်ပျူတာစာစီတာ အတော်မြန်တာပါပဲ စာစီပေးခဲ့ကြတဲ့ဆရာတော်နှစ်ပါးကိုကျေးဇူးမှတ်တမ်းအနေနဲ့ရေးခဲ့သမျှစာရေးသားချင်းကုသိုလ်ကိုထပ်တူရကြပါစေလို့ဆုတောင်းအများဝေပါတယ်တခုတော့ရှိပါတယ်စာရေးသူက စာမူတပုတ်ကို6ချိန်9ချိန်လောက်ပြန်ပြန်ရေးတတ်ပါတယ်စီရော်နှစ်ပါးလုံးကလည်းပြင်ချက်တွေကိုမငီးမညူပြန်ပြန်စီပေးပါတယ်စိတ်တိုင်းကြပြီဆိုမှစာမူချောရပြီဆိုမှ ရန်ကုန်မှာရှိတဲ့ New World စောင့်ကြည့်သတင်းချာနယ်ကိုအီးမေးလ်နဲ့ပို့လိုက်ပါတယ်ခေတ်ပေါ်နီးပညာတွေက အတော်အဆင်ပြေတာပါပဲဆန်ကျောင်းလေးထဲမှာကိုကားစီယာပိတကက်စာအုပ်တွေအတော်များများရှိသလို iPad ထဲမှာလည်းပိတကက်သုံးပုံအပြင်နေတရအစုံရှိနေတာဆိုတော့ကျန်းကိုတွေအတွက်တိတ်ခက်ခဲမရှိပါဘူး ရသေးကြီးဥခန္တီလက်ထက်ကပေါ်ခဲ့တဲ့မိုးထီမူနေတိယကို ဖြဲဖြဲရေးရတာလေအရာတာတစ်ခုလို့ခံစားရပါတယ်။စာမူအားလုံးကိုထည့်သွင်းဖော်ပြပေးခဲ့တဲ့ New World စောင့်ကြည့်သတင်းချာနယ်အယ်ဒီတာချုပ်အဝကျွန်းဦးချင်းမောင်နဲ့တက္ကမကြီးဒေါ်တင်တင်ဦးကိုလည်းကျေးဇူးအထူးတင်ပါတယ်။ နောက်ဂျေဇုမှတ်တမ်းတစ်ခုကတော့စာရေးသူရဲ့ဓမ္မရဝေတော်ရအကြောင်းတကားမကြီးဒေါ်မြသိန်းရဲ့တောင်းမောင်ရဲထုတ်ကသူ့ချန်ထဲမှာပဲပေ20ပေ40လောက်ရှိမဲ့ဓမ္မရဝေတော်ရ USA စံကြောင်းလေးကိုတီးခြားစီစဉ်ပေးထားပါတယ်။ဒါကြောင့်ကို့ကြောင်းလေးမှာပဲလွတ်လွတ်လပ်လပ်အေးအေးချမ်းချမ်းရေးနိုင်ကြပါလို့လိုအပ်တာပံ့ပိုးပေးတဲ့ညမမကြဥ စွမ်းဝေယဝိဆတာဝန်ယူပေးတဲ့ဒကမာကြီးဒေါ်မြာသိန်းနဲ့မာကြီးတို့ကိုလည်းတတိတရားနဲ့မှတ်တမ်းပြုပါတယ်။မျက်နှာဖုံးနဲ့အတွင်းပကြီးဆွဲပေးတဲ့ပကြီးလင်းဝနာ တအုပ်လုံးစာမှုပြုတ်ဖတ်ပေးတဲ့ကိုကျွန်းဒီတိမ့်တင်သားစာအုပ်ဖြန့်ချီရေးကို စတင်ဆောင်ရွက်တာဝန်ယူတဲ့ကိုအောင်တိမ့်နဲ့ဖြူဖွဲစသည်စသည်ဖြင့်စာအုပ်နဲ့ဆက်နွယ်ကျေးဇူးပြုရအားလုံးကိုကျေးဇူးတင်ပါတယ်စာဖတ်ပြည့်တဲ့အားလုံးစိတ်ရောရုပ်ရောချမ်းသာကြပါစေရဝေနဲ့အင်းမ18ရက်8လ2015ခုနှစ်စူတောင်းတွင်ရေးဖို့ တခါတုန်းကမြမသမိုင်းရာဇဝင်မှာမေးလို့မရတဲ့သမိုင်းဖြစ်စဉ်လေးတစ်ခု ရှိခဲ့ဘူးပါတယ်မဝေးသေးတဲ့ကာလတစ်ခုစီကတက်ရှိလူသားတွေဖြစ်ကြတဲ့ရာဇာတရစ်တလမီတော်ဘောလကျန်တော်တို့မိသားစုရဲ့အတ္တစုတောင်းသမိုင်းပုံရိပ်လေးတစ်ခုပါပဲရာဇာတွေကလီဗီယာတလမီတော်ကို အမျက်တော်ရှာလို့ ပစ္စည်းအလုံးကိုသိမ့်ပြီးယာဒူးကချထားလိုက်ပါတယ်။သိမ့်ယူလာတဲ့ပစ္စည်းတွေထဲမှာလက်စွပ်တွေပါမလာရကောင်းလားဆိုပြီးသပင်ထဲဝှက်ထားတဲ့လက်စွပ်တွေကိုလူလွတ်ယူခိုင်းစေခဲ့ပြန်ပါတယ်။ရလာတဲ့ပစ္စည်းတွေကို တခြားမိဖုရားတွေဖြစ်တဲ့ပီယရာဇာဒေဝီကို ပေးလိုက်ပါတယ်။ဒီတော့တလမီတော့လဲရင်ခွဲနာကြပြီး အစိမ့်သောသေသွားပါတော့တယ်။နောက်တလမီတော့ရဲ့သား ရာဇာရိရတာဘောလောကျန်တော့ပါသူကအရွယ်ရောက်လာတော့စင်စည်းမြင်းစည်းကို အထူးလေးကျင့်နေပါတယ်စင်ကိုလည်းအဆွဲချွန်ပြီးစီးပါတယ်ဒါကိုရာဇာရိကြတော့ငါ့ကိုပုံခံမှာပဲဆိုပြီးသူ့ရဲ့တက်တာအဲခေါင်းပိန်ကိုခေါ်ပြီးသွားကွက်မြက်ခိုင်းပါတယ်အဲခေါင်းပိန်ကဘောလောကျန်တော့ကိုအချိုးချောင်းပြောပြတော့ဘောလောကျန်တော့က ငါမင်းသားတယောက်အနေနဲ့စင်စည်းမြင်းစည်းလေ့ကျင့်တာဟာအပြစ်မဟုတ်ဘူးမင်းသားတယောက်အနေနဲ့တအပ်တဲ့အတက်ကို လေ့ကျင့်တာပဲအဖေကိုပြင်မဖို့မဟုတ်ဘူးငါအမေတလားမီတော့လဲမှလားမပါသေးရပြီးပြီ အခုငါလဲမလာမပါတေးရအောင်မင်းငါကိုခဏလောက်အချိန်ပေးပါလို့ပြောပြီးရွှေမော်တော်ဖျားပေါ်တက်သွားပါတယ်ဖျားပေါ်ရောက်တော့ကိုမဝစ်ထားတယ်လက်ကောက်လက်စွပ်တွေကိုဖျားမှလှူပါတယ်လှူပြီးတော့ဤကုသိုလ်ကောင်းမှုကြောင့်နောင်ဘဝမြမမင်းရဲ့သားဖြစ်ပြီးခမဲတော်နဲ့စစ်ထိုးရပါလို့ဤလို့ဆူတောင်းလိုက်ပါတယ်ပြီးတော့အသက်ခံပါတယ် တားပြစ်သူရဲ့ဆူတောင်းကိုယာစာရိကအဲကောင်းပိန်စီကကြားတော့အားကြမခံပဲရှင်မော်တော်ဖျားပေါ်တက်ပြန်ပါတယ်ဖျားပေါ်ရောက်တော့မကြိုက်တော်ကိုဖျားမှလူပြီးဤကုသိုလ်ကောင်းမှုကြောင့်တားတော်နဲ့စစ်ထိုးရတဲ့အခါဖျားတပည့်တော်ကနိုင်ရပါလို့ဤလို့ဆူတောင်းပြန်ပါတယ်နောက်မကြခင်ကာလမှာပဲအင်းဝမင်းခေါင်ရဲ့မိဖုရား ရှင်မီးနောက်ရဲ့ဝမ်းမှာ မင်းရဲ့ကြော်စွာဖြစ်လာမဲ့မင်းသားကိုကိုဝင်ရလာပါတယ်။ကိုဝင်လွဲထားစင်မှာပဲမိဖုရားမိနောက်ကရာဇာရင်းနေမြေကအစားအစာတွေကိုချင်းချင်းတက်လာပါတဲ့။ဒီတရင်ကိုရာဇာရင်းကြတော့သူ့သားဘောလုံးချန်တော့ဝင်စားတယ်ဆိုတာရိမ့်မိလိုက်ပါတဲ့။မင်းရဲ့ကြော်စွာအရွယ်ရောက်လာတော့ဘောလုံးချန်တော့ဘွားကဆူတောင်းခဲ့တဲ့အတိုင်းခမီးတော်နဲ့တမိုင်းဝင်စစ်ထိုးပွဲကြီးကို ထိုးရပါတယ်။ စစ်ထိုးရင်မင်းရဲ့ကြော်စွာစင်ပေါ်ကပြုတ်ကျသွားပါတယ်။ဒါကိုရာဇာရိကဒံယာနဲ့အရှင်ဖမ်းမိပါတယ်။ဒီတော့ရာဇာရိကမင်းရဲ့ကြော်စွာကို အတိတ်ဘဝကတားဆိုတဲ့တန်ရောစင်နဲ့စေးကုပေးမယ်။ယောဂပြောက်တဲ့အခါအင်းဝပြန်ကျင်တယ်ဆိုလဲငါကိုယ်တိုင်လိုက်ဖို့ပေးမယ်ဒီမှာနေမယ်ဆိုရင်လဲသမီးတော်နဲ့ပေးစားပြီးအင်းရှေမင်းဖြစ်ထားမယ်လို့ပြောပါတယ်ဒါပေမဲ့မင်းရဲ့ကြော်စွာက ငါဘကိုးကိုမရရင်မပြန်ဘူးလို့ဂရီးရှိတယ်။ဆေးကိုလည်းမတောက်တော့ဘူး။သူ့ကြုံအဖြစ်နေရတာထက်သေရတာကမြတ်သေးတယ်လို့ပြောပြီးအသက်ဖဲအသေးခံသွားပါတော့တယ်။ရာဇာရွေ့အေးတော်ဘုံအမတ်ကြီးဗညာတလမင်းရဲ့ကြော်စွာတစ်ဖြစ်လဲဘောလုံးချန်တော့လဲသူ့စုတောင်းတိုင်းခမဲတော်နဲ့စစ်ထိုးခဲ့ရသလိုရာဇာဒွိလည်းသူ့စုတောင်းတိုင်းသားတော်နဲ့စစ်ထိုးတဲ့အခါ သူကအနိုင်ရခဲ့ပါတယ်စူတောင်းတွေကိုစီပြေးခဲ့ကြပြီမယ်တယောက်မှမပြောနိုင်ခဲ့ကြပါဘူးကြေကွဲမှုတွေနဲ့ပဲအဆုံးသတ်ခဲ့ကြရပါတယ်တကယ်တော့ရာဇာတွင်းနဲ့တလမီတော်ဟာဖဲ့တူမေကွဲမောင်နှမရင်းတော်ယုံနေမကပါဘူးရာဇာတွင်းမင်းသားဘဝမှာ ပထမဆုံးခိုးပြေးခဲ့တယ်ပထမဇနီးလည်းဖြစ်ပါတယ် ထာကင်ဘရင်ဗညာဦးက လုံးဝသဘောမတူခဲ့ပါဘူးတလားမီတော့လဲစူတခုခုတောင်းပြီးသေသွားလေမလားလို့စဉ်းစားမိပါတယ်စာထဲမှာတော့စူတောင်းတယ်လို့တော့ပြမထားပါဘူးစူတောင်းခဲ့ရင်လဲနာကြီးချက်ကိုအခြေခံတဲ့စုပဲဖြစ်မယ်ထင်ပါတယ်ဘကောရှေမော်တော်ဖျားကို ရောက်တဲ့အခါတိုင်းရာစာဒရစ်ဘောလိုချန်တော်တို့ဆူတောင်းတွေကိုသတိရပြီးတကယ်လွမ်းစရာလေးပါ ဇလန်းဖက်ပြီးရတသဘောနဲ့ပဲ ခံစားမလားတရားသဘောနဲ့ပဲတန်ဝေကယူရမလားဘလို့ပြောရမှန်းတော့မသိတော့ပါဘူးစူတောင်းတွေပြေးလို့ပြော်ရတဲ့သူတွေရှိသလိုစူတောင်းတွေပြေးလို့မပြော်ရတဲ့သူတွေလည်းအများကြီးပါကာမဝဆရာကုသိုလ်ရဲ့သဘောက ကောင်းတာတောင်းလဲပြေးတာပါပဲမကောင်းတာတောင်းလဲပြေးတာပါပဲတခုတော့ရှိပါတယ်စူတောင်းတွေကစူတောင်းတိုင်းပြေးတာတော့မဟုတ်ပါဘူးဟောကြားရာအင်္ဂါအချက်လက်တွေနဲ့ပြေးဆုံးမှစူတောင်းတွေပြေးတာပါစူတောင်းတွေပြေးဖို့နဲ့ပတ်သက်ဖို့မြတ်စွာဘုရားရှင်က ဥပရိပန္နာတပါဠိတော်သင်္ခါရူပပတ္တိတုံမှာတေချာဟောပြပေးခဲ့ပါတယ်မြတ်စွာဘုရားကတရားတိလ ုဒ္ဒစာကပညာအင်္ဂါ၅ချက်နဲ့ပြည့်စုံရင် နောက်ဘဝတထေးဖြစ်ရပါလို့ဤနောက်ဘဝဘယင်ဖြစ်ရပါလို့ဤနောက်ဘဝတမရဖြစ်ရပါလို့ဤနောက်ဘဝနတ်ပြည်မှာဖြစ်ရပါလို့ဤစသည်ဖြင့်စူတောင်းရင် တောင်းတဲ့အတိုင်းပြေးပါတယ်တဲ့ဒါကို ပြောင်းပြန်လှန်လိုက်ရင် တထာတီလတုဒ္ဒစာကပညာငါးချက်မပြည့်စုံဘဲနဲ့စူတောင်းရင်တော့ပြည့်မှာမဟုတ်ပါဘူးဒီသဘောလေးတွေကိုတီလိုက်ရတော့စူတောင်းရတာလဲလွယ်သွားပါတယ်အင်းငါငါးချက်ဆိုတာကလည်းခက်လာတဲ့အရာတွေမဟုတ်ပါဘူးကိုနဲ့နှီးဆက်ထီးတွေးနေတဲ့တရားသဘောတွေပါတထာဆိုတာကယရနာသုံးပါးရဲ့ကံရဲ့ကံရဲ့အကျိုးရဲ့ကိုယုံကြည်တာပါ သီလဆိုတာကအောက်ထစ်ဆုံး၅ပါးသီလဆို အစဉ်ပြေပါတယ်။သုတဆိုတာက အကြာမြင်ဘဟုသုတပါ။စာတွေဖတ်လို့ပဲဖြစ်ဖြစ်တရားတွေနားလို့ပဲဖြစ်ဖြစ် အချင်းချင်း ပြောပြလို့ပဲဖြစ်ဖြစ်သီးတယ်ဘဟုသုတပါ။စာကဆိုတာပေးကမ်းစွန့်ကြဲမှုဒါနကုသိုလ်ပါ ပညာဆိုတာကအကြောင်းအကျိုးအကောင်းအဆိုးကုသိုလ်အကုသိုလ်ခွဲခြားသီးတဲ့ပညာပါလောကီ BA တွေ MA တွေမဟုတ်ပါဘူးတကယ်လို့များဘဝမှာလိုအပ်ချက်တစ်ခုခုရှိလို့ဆူတောင်းတော့မယ်ဆိုရင်အထက်ကအင်္ဂါ၅ချက်ကို အရင်ပြည့်စုံအောင် လုပ်လိုက်ပါဦးအင်္ဂါ၅ချက်ပြည့်စုံပြီဆိုတော့မှဆူတောင်းပါ အင်္ဂါငါးချက်ကိုကြည်လိုက်ရင်တရာကငကိုကလေးကရှိပြီးသားပါ အထူးလှုပ်စရာမလိုတော့ပါဘူးသီလကတော့သီချစောက်တည်ယူရပါမယ်သုတကလည်းရှိပြီးသားပါ အထူးပြုလှုပ်စရာမလိုပါဘူးစာကပေးကန်းစွန်ကျဲမှုကတော့သီချပြုလှုပ်ယူရပါမယ်ပညာဆိုတာလည်းအတိုင်းအတာတစ်ခုထီးတော့ရှိကြပြီးသားပါ အင်္ဂါငါးချက်ထဲမှာတေချာလုံးစရာဆိုလို့သီလနဲ့ဒါနာပဲရှိပါတယ်။တထာတုဒ္ဒပညာသုံးခုကတော့ငကိုကလေးကရှိပြီးသားပါ။ဒါကြောင့်စူတောင်းပြေဖို့အင်္ဂါငါးချက်ပြေဆောင်အောင်ဘလို့လုံးမလဲဆိုတော့မြတ်စွာဘုရားရှိသွားပြီးရေချမ်းပန်းကတ်လိုက်ပါ။ဒါဆိုရင်စာကဒါနာဖြစ်သွားပါပြီ။ပြီးတော့၅ပါးသီလယူလိုက်ပါ။ ဒါဆိုရင်သီလဖြစ်သွားပါပြီ။ကျန်တဲ့တရားသူတပညာသုံးချက်ကငကိုကလေးကရှိပြီးသားဆိုတော့ထူးပြီးလှုပ်ရှားမလို့တော့ပါဘူး။အင်္ဂါငါးချက်ပြည့်စုံသွားပြီဆိုတော့ကိုတောင်းကျင်တဲ့စုကိုတောင်းလို့ရသွားပါပြီ။အေးအေးဆေးဆေးဖျားမှလှုပ်ချီဆူတောင်းယုံမှာပဲ။နောက်ဘဝဒီလူနဲ့မစုံရပါလို့ဤ နောက်ဘဝဒီလူနဲ့ဆောင်ရပါလို့ဤစားသည်ဖြင့်ဆန္ဒရှိသလိုဆူတောင်းလို့ရပါတယ်တချို့ဆုံခြင်းသလိုတချို့လည်းမဆုံခြင်းကြတော့ပါဘူးတခုတော့ရှိပါတယ်ကိုတောင်းတဲ့စုကရာဇာရွတ်တို့မင်းရဲ့ကြော်စွာတို့လိုဆူတောင်းတွေတော့ပြေးကြပါရဲ့ဆူတောင်းပြေးလို့ပြန်စိတ်ဆင်းရဲနေရတဲ့ဆူတောင်းမျိုးတော့မဖြစ်ဖို့အရေးကြီးပါတယ်နောက်ဘဝဒီလူတွေကို ြန်လက်စားချေရပါလို့ဤဆိုတဲ့စူတောင်းတွေတောင်အင်တာနက်မှာ တွေးရဘူးပါတယ်။အင်္ဂါငါးချက်ပြေဆောင်နေလို့ကတော့တောင်းတဲ့စုက ပြေးမှာပါပဲ။သူတို့ကိုဒီစုကြီးတွေမတောင်းမနှွယ်လို့လည်းပြောမထွက်ပြန်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့စူတောင်းတဲ့သူတွေကလည်းကာလတစ်ခုမှာအမျိုးမျိုးနှိမ့်ဆက်ညှင်းဆဲခံရဘဝတွေပြက်မိသားစုတွေပြိုကွဲစီးပွားရေးတွေပြက် စသည်ဖြင့်လောကဒံဆိုးကျိုးတွေကိုဘဝမှာမေးလို့မရအောင်ကိုခံစားခဲ့ရတာဆိုတော့နာကြီးချက်တွေကတေယာပါစိတ်ထံရာတစ်ခုအနေနဲ့အစဉ်တပြည့်ရှိနေကြမှာပါစူတောင်းပြေးလို့တန်တရာမှာလက်စားခြေခွင်းရခဲ့ရင်တန်တရာရှင်နေတော့မှအမှန်ပါ။ဘာပဲပြောပြောပုထုဇဉ်အားလျော်စွာ나ကြီးချက်တွင်ဖိမလို့နိုင်အောင်တော့ ကိုကဗုဒ္ဓဘာသာဝင်တယောက်ဖြစ်နေတဲ့အတွက်တန်တရားမှာပင်မဲမဲဆုတောင်းတွေတော့မတောင်းတာအကောင်းဆုံးပါပဲတခါတလေများ အင်္ဂါ၅ချက်က တကူးတကလောက်တာမဟုတ်ပေမဲ့သူ့အလိုလို အင်္ဂါ၅ချက်ပြည့်ပြည့်နေတတ်တာကလည်းရှိပါတယ်ဥပမာအိမ်မှာစွန့်ကတ်တယ်ဆိုပါတော့စွန့်ကတ်တာကစာကဒါနပါ ကြွလာတဲ့ဆရာတော်တွေကမဖြစ်မနေ၅ပါးသီလတော့ပေးမှာပါဒါဆိုသီလဖြစ်သွားပါပြီတရာသူရပညာ၃ချက်ကအစာကလေးကရှိပြီးသားဆိုတော့စွမ်းကပ်ရင် အင်္ဂါ၅ချက်အလိုလိုပြည့်စုံနေပြီးသားပါအဲ့ဒီအချိန်တောင်းတဲ့စုကလည်းပြေးမှာပါပဲ တချို့ကပြောတတ်ကြပါတယ်ကုသိုလ်ပြုတဲ့အခါစူတောင်းဖို့မလိုပါဘူးမတောင်းလဲကောင်းကျိုးတော့ဖြစ်မှာပါပဲလို့ပြောတတ်ကြပါတယ်စူတောင်းသင့်မတောင်းသင့်ကိုအထကထာမှာဥပမာနဲ့သေချာတိုက်တွန်းထားပါတယ်တရားစတဲ့အင်္ဂါ၅ချက်တော့ပြည့်စုံတယ် ဒါပေမဲ့စူတောင်းမှုမရှိဘူးဆိုရင်တတိမမြဲပါဘူးစူတောင်းမှုတော့ရှိတယ်တရာစတဲ့အင်္ဂါ၅ချက်မရှိဘူးဆိုရင်လည်းဂတိမမြဲပါဘူးတရာစတဲ့အင်္ဂါ၅ချက်လည်းရှိမယ်စူတောင်းလည်းရှိမယ်ဆိုရင်တော့ဂတိမြဲပါတယ်ဒါကို ဥပမာလေးနဲ့ပြထားပါတယ်ဒုတ်တချောင်းကိုကောင်းငင်မော်ပြစ်လိုက်တဲ့အခါအဲ့ဒီဒုတ်ကအဖျားကအရင်စားကြမလား အရင်ကအစကြမလားအလဲကအရင်အစကြမလားဆိုတာမသိနိုင်သလိုပါပဲတဲ့ကုသိုလ်ပြုပြီးစုမတောင်းတဲ့သူဟာဂရိမမြဲပါဘူးတဲ့ကြားကျင်ရာကြာသွားတတ်ပါတယ်ဒါကြောင့်ကုသိုလ်ကောင်းမှုပြုပြီးတဲ့အခါဂရိမြဲဖို့စုတောင်းသင့်တယ်ဆိုတာအထခရာဆရာကသေချာတိုက်တွန်းထားပါတယ်လူဆိုတာပန်းတိုင်နဲ့အိမ်မက်ဆိုတာတော့ရှိရမှာပါ ရောက်ချင်ရရောက်ပေါက်ချင်ရပေါက် ဖြစ်ချင်ရဖြစ်ဆိုတဲ့ဥတီချက်ပန်းနိုင်မရှိပဲဘဝကိုဖြတ်တန်းနေမယ်ဆိုရင်လေတဘာဝတော့မကြပါဘူးကုသိုလ်ကံအားလျော်စွာချမ်းချမ်းသာသာဘဝတော့ရောက်ပါရဲ့ကိုနဲ့အစင်မပြေတဲ့ဘုံကိုအတွက်ပါရမီဖြည့်ဖို့မလွယ်လှတဲ့နေရာမျိုးရောက်သွားရင်တော့ဘာမှပြန်လုံးလို့မရတော့ပါဘူးလူရင်းကတော့စူတောင်းနေဆိုတာဂရိမြဲဖို့ပါပဲတကယ်လို့များ မြတ်စွာဘုရားရုပ်ွားတော်စင်းတူတော်မရှိတဲ့ခရီးဝဲတနီယာရောက်နေအောင်တော်မြတ်စွာဘုရားရှင်ကိုမှန်းဆပြီးရေချမ်းပန်းကတ်လို့လဲရတာပါပဲအစဉ်ပြေမဲ့ဆိုရင်အနီးနားမှာရှိတဲ့ငှက်ကလေးတွေခွေးကလေးတွေကို အစာကျွေးလိုက်မယ်တောင်းရမ်းမှုပြုနေတဲ့သူတွေကိုငွေကြေးစွန့်ကြဲလိုက်မယ်ဆိုရင်လေဒါနဖြစ်သွားတာပါပဲပြီးမှ၅ပါးသီလယူလိုက်ပါ ကျန်တဲ့၃ချက်ကတော့ရှိပြီးသားပါ အင်္ဂါ၅ချက်ပြည့်စုံပြီဆိုမှတော့ကိုလိုအပ်ရာစုကိုတောင်းယုံပါပဲဒီသဘောလေးတွေတီးလိုက်ရတော့စုတောင်းရတာလည်းလွယ်သွားပါတယ်စာရဲသူကတော့အချိန်ကာလတစ်ခုလောက်တရားမဟောပဲနေနိုင်သောကျန်းကျန်းမာမာနဲ့စာကိုအေးအေးချမ်းချမ်းရေးနိုင်သောစုဆိုတဲ့စုကိုသာတစ်ခါတလေတောင်းတတ်ပါတယ် စာရေးသူနဲ့တရားဟောတာဟာဘလို့မှအဆင်မပြေတော့လို့ပါတရားဟောမယ်နေဆိုစိတ်ကဖိစီးနေပါပြီတရားဟောလို့ရမယ်အမတ္တဌာနကုသိုလ်ကိုလည်းသေချာအာယုံမပြူးနိုင်တော့ပါဘူးအဲ့ဒီဌံကိုမခံစားကျင်ပါဘူးတရားတပုတ်ဟောပြီးလို့ရတဲ့အရသာနဲ့စာတပုတ်ရေးပြီးလို့ရတဲ့အရသာက မတူတာတော့အမှန်ပါပဲ စုတောင်းတဲ့ပတ်သက်လို့လိုချင်တာကို တောင်းတဲ့စုရယ်မလိုချင်တာကို တောင်းတဲ့စုရယ်ဆိုပြီးနှစ်မျိုးရှိပါတယ်ခန္ဓာရှိနေတဲ့အတွက်မိသားစုစားဝတ်နေရေးရှိနေတဲ့အတွက်လိုအပ်ချက်တွေကတော့အစဉ်တစ်ပြည့်ရှိနေကြမှာပါလိုအပ်ချက်တွေရှိနေတဲ့၍စုတောင်းတွေကလည်းရှိနေအောင်မှာပါလိုချင်တာတွေတောင်းပြီးရင်လည်းမလိုချင်တဲ့စုကိုလည်းတောင်းနိုင်အောင်စူးစမ်းရမှာပါ မလိုချင်တဲ့ဆုနဲ့ပတ်သက်ပြီးကန္နာရတဲ့ရဲ့ဆုတောင်းလေးကိုတကယ်ကို အတုခိုးစီရပါပဲ။တရားမင်းကကန္နာရတဲ့ကို လိုရာဆုတောင်းမှဆိုတော့သူနှိတ်ကောတံသူနှိတ်တော်တံနေလောပံဟောတိမတနောနေတေနဟမပိကင်ခာမိအေတေမေစတုရောဝရေတဲ့။စိတ်မစိုးတဲ့သူ ဖြစ်ရပါလို့ဤ မပြေမှားတတ်သူ ဖြစ်ရပါလို၏လောဘမရှိသူ ဖြစ်ရပါလို၏မချစ်တတ်သူ ဖြစ်ရပါလို၏လို့ဆူတောင်းပါတည်းကန္နာယသေးကတော့မာလေးလုံးလို့ပြောရမယ်မလိုချင်တဲ့စုလေးစုကိုတောင်းတာပါဆူတောင်းလေးကတိတ်ချဖို့ကောင်းတာပါပဲတကယ်တော့ကိုယ့်ကိုယ်ဒုက္ခပေးနေတာအဲ့ဒီအကုသိုလ်တွေပါပဲ။ လိုချင်တာတွေတောင်းပြီးရင်တော့တဆင်းတက်တဲ့အနေနဲ့ကန္နရသည်လို့စူတောင်းမျိုးကိုလည်းတောင်းနိုင်အောင်စူးစမ်းရအောင်မှာပါ မလိုချင်တဲ့စုကိုလည်းအင်္ဂါငါးချက်ပြည့်စုံအောင်လုပ်ပြီးစူတောင်းယုံမှာပဲအထူးသဖြင့်ကိုယ့်ကိုဒုက္ခပေးနေတဲ့အာဟုသူတွေကို ကြည့်ပြီးအဲ့ဒီအာဟုသူတွေကို နာမည်သေးချာတက်ပြီးစူတောင်းကြရမှာပါလောဘပဲကြီးနေသလားဒေါသပဲကြီးနေသလား ရာဂတဏပဲကြီးနေသလားအိတ်သာမစ္စရိယပဲကြီးနေသလားစသည်ဖြစ်ပေါ်ကိုစီကိုစီမှာတော့ကိုကိုဒုက္ခပေးနေတဲ့အကုသိုလ်တွေကတော့အနည်းနဲ့များဆိုသလိုကိုစီကိုစီ ရှိနေကြမှာပါ ကိုမှရှိနေတဲ့အကုသိုလ်တွေကို ကိုပဲအသိဆုံးမှာဒီလိုပါပဲကိုကြောင့်တစ်ဖက်သားအကုသိုလ်မဖြစ်အောင်လဲအထူးစောင့်ထိန်ရပါမယ် တခါတလေကိုယ့်ရဲ့ကံသုံးမမှုရာတွေကြောင့်တစ်ဖက်လူမှအာကုသူတွေဖြစ်ဖြစ်နေတတ်ပါတယ်။ကိုကဒါကိုသတိမထားမိပါဘူး။ကိုကသာသတိမထားမိတာတစ်ဖက်လူမှတော့ကိုပြုမှုကြောင့်အာကုသူတွေဖြစ်ပြီးစိတ်တွေဆင်းရဲနေရတာပါ။ဒါလည်းသတိထားစရာတွေတည်းကပူတွဲသတိထားစရာတခုပါပဲတကယ်တော့ကိုကိုကိုအကုသို့မဖြစ်အောင်ဆောင်ထင်းယုံနဲ့မလုံလောက်သေးပါဘူး ကိုကြောင့်တဖက်လူအကုသို့မဖြစ်အောင်လဲပူးတွဲဆောင်ထင်းရပါမယ်။ဆိုင်ရာမက်တစ်ခုခုကိုမရသေးသေးတော့မလို့ခြင်းနဲ့အကုသို့တွေကတော့ရှိနေအောင်မှာပါ။အကုသိုလ်တွေရှိနေတွေ့လေစိတ်တွေကဆင်းရဲနေအောင်ပါဘဝတွေကဘာများကောင်းလို့လဲ တန်တရာက ပြန်ပြန်လွမြောက်သွားတာပဲကောင်းပါတယ်။ဘာပဲပြောပြောလိုချင်တဲ့စုပဲတောင်းတောင်းမလိုချင်တဲ့စုပဲတောင်းတောင်းအင်းငါငါချက်ပြေစုံဖို့ပါပဲလေ။ကျန်းကိုသင်္ခါရူပပတိတုံဥပရိပန္နာတပါဠိတော်စာမျက်နှာ140အဋ္ဌကရာစာမျက်နှာ104နယူးဝဲစောင်းကြီးတရင်ချာနေ9ရက်12လ2014ကို အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ပိုင်းမှာပြန်ဆောင်ကြပါမယ်เนาะကျမမေဦးမိုးပါရှင်